တည်သူရှိဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတတ်သက်ခိုင်မှဤကုန်းချုပ်အမှားစကားပြောကြားပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်။ဟိုအလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ကျွန်မတို့အဲဒီနေ့ပေါ့နော်ဒီအဲပြည်သူ့ရှေ့ဆောင်ပါတီရဲ့တွန်တေးမြို့နယ်တွန်တေးခရိုင်ပါတီဝင်များနဲ့တွေ့ဆုံခြင်းနဲ့ပါတီဝင်အစိုးပြုလွှာပေးအပ်ခြင်းနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့အခမ်းအနားပြီးလို့ရှိရင်လည်းကျန်းမာရေးဆောင်ရှောက်မှုဒီနေရာမှာပဲဆောင်ရွက်မှာဖြစ်ပါလိမ့်ရှင် ဒါကိုတက်ရောက်ပေးကြတယ်အဆုံးထိတက်ရောက်ပေးကြတယ်ကျွန်တော်တို့ပါတီရဲ့တာဝန်ရှိသူများကိုယ်စားလှယ်လောင်းများအဲပါတီဝင်များအလုံးကိုဟိုဂျေဆုတင်ကြောင်းပြောကြားလိုပါတယ်ရှင်အဲကျွန်မနေကုန်းချုပ်အနေနဲ့တော့ကျွန်တော်တို့ဒီနေ့အနှစ်သာရလေးရတော့အနှစ်သာရလေးရတော့ကျွန်တော်တို့ပါတီရဲ့ဆောင်ပုတ်လေးတစ်ခုဖြစ်တဲ့ပေါ့နော်ဒါဟိုလူသိလည်းများပါတယ်တသိန်းလုံးကံပြီ PPP ပေါ့နော်နောက်ကျွန်မတို့ကကျွန်မတို့ပါတီကိုတူဦးကောင်းတယောက်ကောင်းနဲ့ဆောင်ရွက်တာမဟုတ်ဘဲနဲ့ အဲကျမတို့ဝိုင်းဝန်းပြီးတော့မှဒီပါတီရဲ့တာဝန်တွေကိုမျှပြီးတော့မှထမ်းဆောင်ကြတာပေါ့နော်အဒီနေ့ဆိုလို့ရှိရင်ကျမတို့လူငယ်၄ယောက်ကိုကျမတို့ပွဲထုတ်တယ်ပြီးလို့ရှိရင်ကျမတို့အမျိုးသမီးကိုယ်စားလှယ်လောင်း၂ဦးကိုလည်းကျမတို့ဒီပုံစံ15နဲ့ပုံစံပုံစံ15နဲ့ပုံစံ3ကကြီးကိစ္စပြောပါမယ်ရှင်ပွဲထုတ်ပြီးလို့ရှိရင်အမေးဖြေတွေရောပေါ့နော်ပါတီဝင်တွေကလည်းမေးတယ်ပါတီတာဝန်ရှိသူတွေကလည်းဖြေချပါတယ်ရှင်ဒါဒီအကုန်လုံး ဟိုပါဝင်တဲ့အဲပွဲလေးဖြစ်ပါတယ်အကုန်လုံးကနေပြီးတော့မှစီစဉ်ထားပြီးတော့မှအကုန်လုံးဒီအားလုံးစုပေါင်းအင်အားနဲ့ပါဝင်ကြတာဖြစ်ပါတယ်ရှင်ဒီနေ့အဓိက ပြောချင်တာကတော့ကျွန်တော်တို့လူငယ်တွေပါလူငယ်တွေကိုကျွန်တော်တို့အဲဒီကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်းရှိပြီးသားပါဗလ၅တန်ဆိုတာလေကာယဗလညာဏဗလဇာရိတဗလမိတ္တဗလဘောဓကဗလပေါ့နော်အဓိကကတော့ဘက်ဆုံထူးချွန်တဲ့လူငယ်တွေဖြစ်အောင်ကျွန်တော်တို့မြေတောင်မြောက်ပေးဖို့ပေါ့ ကျွန်တော်တို့လူကြီးတွေမှာတာဝန်ရှိပါတယ်လူကြီးလို့ပြောလို့ရှိရင်အဲကျွန်တော်တို့မိဘတွေမှာလည်းတာဝန်ရှိတယ်အဲအเจ้าရောက်လို့ရှိရင်တော့အเจ้าဆရာဆရာမတွေမှာတာဝန်ရှိတယ်တော့မိဘတွေရောအเจ้าဆရာဆရာမတွေရောကိုတာဝန်ကိုထမ်းဆောင်နိုင်ဖို့ဆိုလို့ရှိရင်ဒီရှာလို့ဖွေလို့ကောင်းတဲ့စီးပွားရေးဝန်ကျင်အဲဖန်တီးပေးဖို့လည်းဒါနိုင်ငံတော်အစိုးရမှာတာဝန်ရှိတာဖြစ်ပါတယ်ရှင့်ဒီအားလုံးကိုတာဝန်နဲ့ကိုဆောင်ရွက်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးကောင်းကျိုးပေါ့နော် အကုံလုံးကနေပြီးတော့မှဝိုင်းဝန်းပြီးတော့မှကိုကြာရနေရကနေပြီးတော့မှထမ်းဆောင်နိုင်ကြပါစေလို့ကျွန်မပြောချင်တဲ့ညီကုံချုံအပ်ပါတယ်ရှင်ညီကုံချုံစကားပြောချပေးပါတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတတ်သက်ခိုင်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ယနေ့ကျင်းပပြုလုပ်တော့တွန်တေးခရိုင်အတွင်ရှိပါတီဝင်များနဲ့တွေ့ဆုံခြင်းပါတီဝင်အစိုးရပြုလာများပေးရခြင်း ရာဟိဒအသင်းများနဲ့မိဘမဲ့ကြရာမှကလေးငယ်များအလူဝေပေးရခြင်းပုံစံ15နဲ့ပုံစံ3ခါကြီးတို့အားရှင်းလင်းတင်ပြခြင်းပါတီဝင်များ၏မိသားစုများအားအခမဲ့ဈေးကူတာပေးခြင်းနှင့်မျက်စိစမ်းသပ်ပေးခြင်းအခမ်းအနားအောင်မြင်စွာပြုဆောင်ကြကျေးညာပါれခင်ဗျာ ိုင်ငံသစ်စီညီညွတ်ချင်းတရားနဲ့ဒုံများဥတီပြည်သူတွေအားလုံးလည်းလက်တွဲလို့ကြူညီခိုင်မာ ီတောင်စုသည်ကဘာလဲမထုံးတော့လို့ပေါ်ပေါက်ရ တော့အနဲ့လာလို့ ်သာအခွင့်အရေးပိုင်ဆိုင်ဖို့ PPP PPP